အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ညီကောင်မောင်နှမများကိုဖတ်ပြပေးခြင်းနဲ့အခန်းဆက်ဝတ္ထုရှိလေးကတော့ဇိုင်းဆရာကြီးဟန်တာဝရီဦးဝင်းတင်ရေးသားထားတဲ့ဗာလဲဟဲ့လူငရဲလူအမည်ရတဲ့အခန်းဆက်ဝတ္ထုရှိလေးရဲ့အပိုင်း35ဖြစ်ပါတယ်ခင်ဗျာနားတော်တာဆင်ပြေကြပါအောင်ခင်ဗျာအင်းစိန်ဆိုတဲ့နာမည်ဆိုးနဲ့ဟိုးဟိုးကြော်တဲ့ထောင်ကြီးဟာတက်ရှိသားရဲကြီးတကောင်ဖြစ်တယ်ဆိုပါတော့ ်စစ်ခွေးတိုက်ဟာအဲ့ဒီသားရဲကြီးရဲ့နှလုံးသားဖြစ်တယ်လို့ဆိုရပါလိမ့်မယ်လူသားမှာနှလုံးသားဆိုတာချစ်ချင်းမြတ်တာကျင်နာယူရအနုလာတို့တရားဌာနဖြစ်ပါတယ်တဝင်းတို့ရှားချင်းရဲ့တွန်အားစွမ်းရင်ပြယုတ်လေးဖြစ်ပါတယ်ဇာနာထောက်ထားခြင်းညဉ့်ညံ့သိမ်မွေ့ခြင်းညနှူးတွေ့ထားခြင်းစသည်သမှုတရားတို့ရဲ့သင်္ကေတလေးဖြစ်ပါတယ်သားရဲတကောင်ရဲ့နှလုံးသားကတော့လူသားရဲ့နှလုံးသားကြံ့အင်ဂုံရည်တွေနဲ့လည်းခြားနာပါတယ် ဆန့်ကျင်မဲ့လက္ခဏာတွေရဲ့သဘောကိုဆောင်ပါတယ်။ရက်ဆက်ခြင်း၊ကြမ်းကြုတ်ခြင်း၊ရိုင်းပြခြင်း၊ခက်ထန်ခြင်း၊မောက်မာခြင်း၊ရန်ကားခြင်း၊ဟိန်ဟောက်ခြင်း၊ဖြစ်စီခြင်း၊မန်တင်းခြင်း၊မိုက်ကန်းခြင်း၊စိုးညစ်ခြင်း၊စိုးမိုးခြင်း၊ဆဲရဲခြင်း၊ချိန်ချောက်ခြင်း၊ကောက်ကျစ်ခြင်း၊ရုပ်မာခြင်း၊စသည်စသည်အကျဉ်းစိုးအကျဉ်းစိုးများရဲ့သဘောကိုလက်ဆိုင်စွာတရုပ်ဆောင်ပါတယ်။စကရီတာရဲ့သဘောတကံတွေကို ီလိုအတိတ်ပဲအကျေဖွင့်နေတာအကြောင်းရှိတယ်။ဒီလိုအမှောင်ဝန်းမှာအလင်းနှင်းတွေရှင်းလက်နိုင်နေဆိုတာတိမက်ကြစေချင်ပါတယ်။1995နိုဝင်ဘာလလေလောက်မှာကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတစုစစ်ခွေးတက်ရောက်သွားပါတယ်။တိုက်တက်ကဒေါက်တာခင်စောဝင်းတိုက်တုံးကဒေါက်တာမြင့်နိုင်ဒေါက်တာဇော်မြင့်မောင်ကိုထေးအောင်ကျွန်တော်တိုက်လေးကကိုမျိုးမြင့်ညိဦးနိုင်နိုင် ကိုထုံးဝင်း အားလုံး၈ယောက်ဖြစ်ပါတယ်။ဒီလူစုမှာအများစုကဒီကျုပ်ခေါင်းဆောင်ပိုင်းနေဖြစ်ပါတယ်။ဒေါက်တာခင်စောဝင်းကဒီမိုကရေစီလှှရှားသူဖြစ်ပါတယ်။ကိုထွန်းဝင်းကရခိုင်ကွန်မြူနတီပါတီဝင်ဖြစ်ပါတယ်။ကျွန်တော်တို့တွေကြားမှာနိုင်ငံရေးရာတွေဆွေးနွေးခြင်းညှိနှိုင်းခြင်းလုပ်ငန်းချမှတ်ခြင်းတွေလုပ်နိုင်လောက်အောင်လှုပ်လှက်ခွင့်မရှိပါဘူး။လေးနဲ့တဲ့အသည့်တစ်ခုပြသားတဲ့အမြင်တစ်ခုကိုတော့ကိုကြောင့်ကိုပဲပြောကြဆိုကြလက်ဟန်ချီဟန်ပြကြရာကရလိုက်ပါတယ်။ အဲ့ဒီအသည့်နဲ့အမြင်ကတော့ဒီနေ့ကျွန်တော်တို့နိုင်ငံဟာဆရာနာရှင်တွေရဲ့တန်ဖနောင်းအောင်မှာပြပြဝတ်နေရပြီစစ်ကြုံဘဝကလွတ်မြောက်ရေးဟာတမျိုးသားလုံးရဲ့တစ်ခုတည်းသောနိုင်ငံရေးဥတီချက်ဖြစ်နေပြီဆိုတာကျွန်တော်တို့အားလုံးသိမြင်ပြထမ်းလာခြင်းပဲဖြစ်ပါတယ်ဒါဟာအမောင်စခန်းထဲကပေါ်ထွက်လာခဲ့တဲ့အလင်းထမ်းပဲဖြစ်တယ်တကယ်တော့ဒီလိုအလင်းထမ်းတစ်ခုကျွန်တော်တို့အားလုံးရဲ့နိုင်ငံရေးဘဝအမောင်တို့တွေကိုဖျက်ဆီးကြုံကြိုက်လိုက်တာဟာတကယ်အကျိုးမြတ်ကြီးတစ်ခုပဲဖြစ်ပါတယ် ဒီလိုတစုံတရာထူးထူးခြားခြားတက်ရောက်မှုရှိတဲ့အကျိုးအမြတ်မှတပါတော့စစ်ခွေးတိုက်အတွေ့အကြုံကထိုနည်း၎င်းထိုနည်း၎င်းဆိုတဲ့သဘင်ပညာကျော်ကြီးရွှေမန်းတင်မောင်ရဲ့တခြင်းအတိုင်းပါပဲစစ်ခွေးတိုက်မှာနေရတဲ့အကျဉ်းသားတယောက်ရဲ့စိတ်ပုံတော်ဟာဘယ်လိုလုံးဖန်ကောက်ကြောင်ဘယ်လိုအယောင်သွေးဘယ်လိုအလင်းမောင်နဲ့ပုံရိပ်ပေါ်တယ်လေစစ်ခွေးတိုက်အကျဉ်းသားဟာအမြင့်စာလောင်မှုတိတ်နေတယ်အမြင့်ထိုင်မှန်ငိုက်မြီးနေတယ် အငြင်းအထီးကျန်အဖို့မဲ့ဖြစ်နေတယ်။ကာလရှည်ကြာထောင်ဝင်စာမရှိ ခွေးရံဘတ်ထမင်းကိုသာမသေးယုံတဆုပ်တစ်ဖွဲ့စားနေရတယ်။ဒီတော့ဘယ်မှာဘိုက်ဝါမှာလဲ။အငြင်းလိုလိုဆာလောင်မှုတိတ်နေတာဘာဆန်းလဲ။ညအတိုင်းစစ်ခွေးတွေတဝောင်းဝောင်းမနေ့တိုင်းစစ်ခွေးတွေကတဝုံဝုံအဲ့ဒီလိုပတ်ဝန်းကျင်မှာဘယ်သူအိပ်ပျော်နိုင်မှာလဲ။အခင်မရှိဖျားမရှိတမန်နလင်းပေါ်မှာအိပ်ရတာဘယ်မှာပျော်နိုင်မှာမလဲ။အငြင်းထိုင်းမှိုင်းငိုင်ကြီးရတာဘာဆန်းလဲ။အခန်းပြင်ထွက်ခွင့်လုံးဝမရ။ ။ထမင်းဝေချိန်မှတပါတခြားဘဲအချိန်မှဝန်တန်းအမြဲစင်းမပြောနဲ့။ပဲရာရှိတကောင်တမီးမှလူလုံးမပြတဲ့နေရာမျိုးမှာဘယ်သူလူပုံမှန်ဖြစ်မှာလဲ။အဖော်မေတာ အထီးကျန်တာပါဆန်းလေ။ဒီနေ့ဒီနေ့ကျွန်တော်အခန်းကိုလှည့်ကြည့်တယ်။တန်တိုင်းကိုတိခောက်ကြည့်တယ်။နေ့တရာကျော်အတွင်းပထမဆုံးထောင်ကျော်ပြေးနိုင်ခဲ့တဲ့ထောင်ဖောက်ဝိဇာကျွေးကြီးနေခဲ့တဲ့အခန်းဆိုတော့သူ့ရှေရလက်ရာတွေကိုကျွန်တော်ဥရှင်စာလုပ်တယ်။ပင်စင်စားစစ်ခွေးကြီးအောင်စေရနဲ့မိတ်ဖွဲ့တယ် ပုတ်ဟောင်နန်းဆိုတဲ့ထောင်ငပိကိုရေဖြောပြီးထမင်းနဲ့နေကျွေးတယ်။သူခင်များလည်းသူ့ဝေစုအမဲသားကိုဝန်းနှန်းတွေက ကြော်ချက်စားတော့နေလို့နဲ့တူပါရဲ့။ဝဝလင်လင်စားရဖို့မပေါ။နန်းယူအပြိုင်ပြိုင်ပရွက်စိတ်တွေကိုပလတ်စတစ်ပေါ်ဖမ်းတင်ရေကွက်ထဲမျောတဲ့ပရွက်စိတ်ချင်းတစ်ပန်းလုံးကိုက်ချတက်ကြလို့တာအနိကက်ကြည့်တယ်။ညနေတိုင်းထောင်တရားကိုကြော်ကြည့်ရင်အတိုင်းသားမြင်နေရတဲ့ကုတ်ကိုပင်ကြီးရှိတယ်။ ကြီးကန်းတွေအိတ်တန်းတက်ချိန်တကိုင်းလူတာငေးတယ်။လိုင်းမြစ်ဘက်ကတငိမ့်ငိမ့်ဝဲပြန်လာတဲ့အိတ်တန်းတဲ့ဗျိုင်းဖြူကြီးတွေကိုမျောတယ်။ရတာရင်ညာဆိုရင် ထောင်တိုင်းမှာမေးတင်နေတဲ့လာဝန်းကြီးကိုမော့တယ်။ညာမိခင်ရွာမဘက်ကဘုံကြီးချောင်းဝတ်တက်တန်တွေကိုနားတယ်။ဒါပဲမနေ့ပြန်လဲဒီလိုပဲတပတ်ခါလဲဒီတိုင်းပဲဖိနှဲကလည်းဒီပုံစံပဲဒါပဲ အေးညာတိုင်းညာတိုင်းစခွေးတွေကခွေးကင်းကျူတီမဝင်ခင်တဝါဝောင်းတဝုံဝုံအော်လက်ဟိမ့်လိုက်လို့တယ်အဲ့လိုမရတော့ဘူး9နာရီလဲအဲ့လိုမရ10နာရီ17နာရီ12နာရီ10နာရီအဲ့လိုမရတွက်ချင်တဲ့သူဆက်တာလက်ချိုးရေတွက်ကြတော့ကျွန်တော်တို့ကတော့အိတ်မရရေရှာအိတ်မရပဲဒါပဲထူးထူးခြားခြားဒေါက်တာခင်စောဝင်းကိုထောင်ဝင်စာပေးတယ်ဒေါက်တာကထောင်ဝင်စာတည်င်းတူထွားကိုဦးနိုင်နိုင်ပြောပြတယ် ်ဦးနိုင်နဲ့ကကိုထွန်းဝင်းပြောကိုထွန်းဝင်းကကျွန်တော်ပြောအဲ့လိုနေမျိုးနားစိတ်နေဒေါက်တာကကျွန်တော်တို့အမှုတွေမဟုတ်ဘူးရုံးတင်မခံရဘူးကျွန်တော်တို့အားလုံးရုံးထွက်တဲ့နေ့သူတယောက်တည်းပြင်ကြံပေါ့ကျွန်တော်တို့အမှုကိစ္စရှေ့နေမှာပါအိမ်သူမလားစီရင်ကိန်းတေချာဆိုတော့လွတ်လန်းကျွတ်လန်းမမြင်တေဖို့သာပြင်ပေါ့အမှုကြောင်းအမှုလားလားကြပြလေးတပုတ်ကျွန်တော်ရေးတယ်လုံးစီပတ်စီမမှတ်မိတော့ဘူးကလိန်စီညံကြီးစင် နေမဟုတ်နေအဖေပဲတိုက်ပွဲပြော်နှစ်ထာစဉ်တို့ဝင်အောင်ထောင်နေဆိုတာတော့ပဲတပိုင်းတစမှတ်မိတော့တယ်အဲ့ဒီကဗျာကိုထောက်တာခင်စောဝင်းကကြိုက်တယ်ဗျာအင်္ဂလိပ်ဘာသာပြန်တယ်သူများမှတ်မိသေးသလားတော့မသိအဲ့ဒီကာလာပိုင်းမှာပဲအမှုတွေ ရေးဖို့တူဖြစ်တဲ့ကိုသေးအောင်နောက်ခါဇင်လင်းအသက်50ပြည့်တယ်ဒေါ်စုချွေရတုဘွဲအတူကလောင်နဲ့နှွေးခဲ့ကြသူတွေဖြစ်လို့ကျွန်တော်လက်ရလာတယ်နောက်ထပ်ရွှေတုကဗျာတပုတ်ရေးချင်လာတယ် ်ဒေါ်စုရွှေတို့ထိမ့်မှတ်ထုတ်တဲ့စာအုပ်မှာကျွန်တော်ကဗျာချီကြီးတပုတ်ရေးခဲ့တယ်အလေးငတ်တို့တန်းချင်းဆိုလာပါလားမမှတ်မိတော့ဘူးစင်ခဲတွေမြားခဲတွေထိန်ထိန်ကျဲတဲ့ဒီမိုကရေစီတို့ပန်းနိုင်ခရီးလမ်းမှာလမ်းခင်းနဲ့ကြောက်ခဲတွေပဲလို့ခံစားမှုပေါ်တယ်ကဗျာချီကြီးရေးတယ်ဒါနဲ့ကျွန်တော်တို့အရက်ခေါ်ဒီလုံးဆိုတဲ့လန်ခင်းကြောက်အမျိုးကိုကလောင်နံမဲလှုပ်လိုက်တယ်။လာပြန်ပြီ။ကိုတီအောင်ရွှေရတု နောင်မေ့မဲ့အတူတူချေချေဝေးဝေးလမ်းပါကြောက်တရားကဗျာမျိုးမကြီးတော့တူတူပဲကဗျာကတော့စစ်ခွေးတန်တိုင်းကြရွှေမြင့်တစင်းစီမျောသွားခွတောင်းတွန်တန်းကြကဗျာကယူယူရှင်းရှင်းပါရွှေမြင့်တစင်းဆိုတာရွှေရတုအခါတော်တစ်ခုပါဒီမှာပရိုဖက်ဆာကြီးနိုင်ငံရေးကျင်းသားတွေရဲ့ပြဿနာကတော့တပုံကြီးပါပဲ။ဒါပေမဲ့ထောင်ထဲမှာကျွန်တော်တို့ကြီးရှိတာမဟုတ်ဘူး။ကျွန်တော်တို့ကိစ္စကြီးရှိတာမဟုတ်ဘူး။ တခြားတာမန်အကျဉ်းသားတွေရဲ့ပြဿနာကလည်းအရေးကြီးပဲဗျ။တီစေးုံမှာကိုလာမြင့်ဆိုတဲ့တာမန်အကျဉ်းသားတယောက်ဒီမှာရှိနေတယ်ဗျ။သူ့ပြဿနာကကျွန်တော်တို့ထက်အများကြီးဆိုတယ်။သူ့ကိုရောခင်ဗျာမတွေ့မမေးတော့ဘူးလား။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဒုခွင့်ရေးကိုယ်စားလှယ်ပရော်ဖက်ဆာပင်ငယ်ယိုးနဲ့ကျွန်တော်စကားပြောနေတာပါ၂000တခုနှစ်လောက်ကရန်ကုန်ပြည်သူစေယုံကြီးအေကန်းဆောင်မှာကျွန်တော်တို့တွေ့ဆုံနေကြတာပါပရော်ဖက်ဆာပါဇက်ဟောင်းလောင်ဖြစ်သွားပါတယ် ကျင်းစွေနှခမ်းမွေးပတိုင်းမွေးတွေကြာကသူ့မျက်နှာကြီးနေရဲသွားပါတယ်နေဦးနေဦးပရော်ဖက်ဆာကြီးရေနိုင်ငံရေးအကျဉ်းသားကလည်းဒီမှာကျွန်တော်တယောက်တည်းမဟုတ်ဘူးဗျဦးအေးသာအောင်တို့ဦးထွေးမြင့်တို့ဦးကျော်ဆန်းတို့တွေရှိသေးတယ်ဗျာသူတို့မှလည်းပြောစရာပြဿနာတွေတပုံကြီးရှိမှာပဲတင်းကြီးရုပ်အခန်းပြင်ထွက်သွားတယ်ကျွန်တော်ပြောစရာဆိုစရာကိစ္စတွေကိုသူ့ရဲ့လက်ထောက်ပြင်သစ်လူမျိုးအရာရှိတယောက်နဲ့လွှဲထားခဲ့တယ် ။နောက်မှကျွန်တော်ကြားရတာကတော့ပင်ကြီးယူကဘာမပြောညာမပြောယူနီဖောင်းဝေးအရာရှိတွေကိုတွားပြောတယ်။သူကောက်ဖို့ကိုတွားမယ်။လိုက်ခဲ့။ဘယ်မှာလဲကောက်ဖို့။ဘယ်မှာလဲနိုင်ငံကြီးအကျဉ်းသားတွေ။ဘယ်မှာလဲတာမန်အကျဉ်းသားတွေလို့မေးမေးပြောပြောလုပ်ပြီးဒီကားစီကိုဒရောတော်ပါသွားတယ်။ထောက်လိုင်းရင်ယူနီဖောင်းတွေထောင်ယူနီထောင်ယူနီဖောင်းတွေလည်းသူ့နောက်ကအပြေးလိုက်ကြရတာပေါ့။ပင်ကြီးယူကလှမြင့်နေတွေ့တယ်။မေးတယ်။နိုင်ငံကြီးအကျဉ်းသားတွေနဲ့တွေ့တယ်။မေးတယ်။ ်အနာပိုင်တွေသူ့ကိုတပတ်ရိုက်နေတာတွေပွားကနေပေါ်သွားတယ်ပေါ့လာမြင့်ကပကိုးထိုင်ဥဘက်ကဆိုလားခုံမှုနဲ့ထောင်ချနေတာတဲ့ကြောက်ထုစကမ်းမှာကြောက်တယ်ရင်လန်ကူတရာကြိုးကြတော့သူ့ခါယူကြိုးသွားတယ်ဘိုက်ထဲကကလီစာတွေလဲပဲ့လိန်ကုန်တယ်ဒါနဲ့ဆေးုံရောက်လာတယ်ဆေးုံမှာသူ့ကိုနိုင်ငံရေးအကျဉ်းသားတွေနေတဲ့အခန်းမှာမထားဘူး။အိန္ဒာဘေးကအခန်းကျင်းလေးထဲမှာတယောက်တည်းထားတယ်။အခန်းကျင်းမှာလူဝင်လူထွက်တန်တကားတစ်ခုပဲရှိတယ်။တန်တကားမှာ တန်ကြာကြဲထက်ကပ်ထားသေးတယ်။ပြင်းပေါက်တပောင်းမှမရှိဘူး။အခန်းကအမြင်မောင်းနေတယ်။လူဝင်တကားကဖြတ်ဝင်လာတဲ့အလင်းရောင်လောက်ပဲရှိတယ်။သူ့ကို24နာရီတကားပိတ်ထားတယ်။သူနင်းနေလမ်းလျှောက်နိုင်တော့ကျွန်တော်တို့စီလာပြီးစားစရာတောင်းနေဆေးရုံကကြွေးတာလောက်နဲ့သူဝါဖို့မပေါ်ဘူးဆေးရုံကထမင်းဟင်းကိုတစ်ခါပဲပေးတာ၁၂နှစ်လောက်မှထမင်းဝေတယ်လူဝင်ညစာပါယူထားကျွန်တော်ကလည်းဆေးရုံထမင်းစားတယ်လှမြင့်နဲ့ထမင်းယူရင်းဆုံတယ် တခြားလူတွေနေရတဲ့အိမ်ကထမင်းကျန်ယူပေမဲ့ကျွန်တော်ကတပတ်တစ်ခါပဲယူတယ်။မိတ်ဆွေကြီးကိုမောင်မောင်ခင်ကိုဒုက္ခမပေးခြင်းလို့အိညာရီရှိုးကန်ဘက်သွားတဲ့အတိုင်းကျွန်တော်လာမြင့်ကိုနှုတ်ဆက်တယ်။ယောဂအခြေအနေမေးတယ်။စားစရာအချောက်ချမ်းတို့တွေပေးတယ်။တန်စကားဘောက်ကချိုးညှစ်သွင်းပေးရတာ။ကျွန်တော်တို့နိုင်ငံကြီးအကျဉ်းသားတွေက78ပေပတ်လေအခန်းကျယ်ထဲမှာနေရတယ်။ပခိုင်ခေါင်းဆောင်ဦးအေးတာအောင်ရှိတယ်။ဒီမိုကရေစီပါတီကဥထွေးမြင့်ရှိတယ်။ ဒီကျုပ်ကဒုဖို့မူကြီးကျော်ဆန်းရှိတယ်ကျွန်တော်တို့ကလှမြင့်တဲ့အနေဆောင်တို့ရှိပေမဲ့ဆင်းရဲဒုက္ခအနေကျက်ပုံကတော့ထူးမခြားနာပါတနေ့လုံးခန်းတကာတော့ခတ်ထားလို့တနေ့လုံးမောင်မဲမောင်တဲမဲမဲနေရပါတယ်ဒါတော့1998လောက်ကဒေါ်ဆူဆူထုံးဆိုတဲ့မန္တလေးကစီရနာချင်းအချင်းသူတယောက်ကရုဏာပေါက်ပြီးအိမ်သားပြင်းရေချိုးကန်းပြင်းလူနေကန်းပြင်းဘီချောင်းတက်ပန်ကာတက်လှုပ်သွားပြီလို့ဒီလောက်လူလူသူလူနေကြရတာပါ ကျွန်တော်တို့မျက်စိအောက်မှာလူလူတူလူမနေရတဲ့တာမန်အကျဉ်းသားတယောက်ရှိနေတော့စိတ်ထဲမှာဖြောက်လို့မရဘူးပြေးနိုင်တာပြေးကမ်းနိုင်တာကမ်းလူကိုလူလူမသိလူမန်းမသိလူလူမဆက်ဆံတဲ့ရဲအဆောင်တွေစေယုံဝန်ထမ်းတွေကိုကျွန်တော်တို့လှမြင့်ကိုစားရှိနေလိုက်ရတယ်ရန်တွေ့ရတယ်တောင်းဆိုရတယ်လူခွင့်ရေးပမောခါကြီးအကြောင်းဆက်ပြောရအောင်မယ်ပညာရေးကလှမြင့်ကိုတွေ့ပြီးဖြစ်ချောင်းကုံစင်မိတယ်ဒါမြင့်တရားအကြီးအကျယ်နာမကျန်းဖြစ်နေတဲ့ကြားကတရိษံလူနေနေရတာမြဝါတင်နေမြင်သွားတယ် ထာဝင်စားမရှိလို့စားရမယ့်တောက်ရမယ့်ဘွားရောက်နေရတာဘွားဘွားကြီးမြင်သွားတယ်စီကူတာမှုဘက်မှာဘယ်လောက်ပြက်ကွက်နေတာသူဆရာဝန်မဟုတ်လို့သိချင်မှသိပေလိမ့်မယ်ဒါပေမဲ့ခွေးစာခွက်လိုမျိုးနဲ့စားပြီးဝက်စကျင်းလိုမျိုးမှနေနေရတာဟာလူနာလူမမတယောက်ဖို့မဖြစ်သင့်ဘူးဆိုတာတော့သိသွားမှအေးကမ်းပါပဲနိုင်ငံရေးအကျဉ်းသားအခန်းကနိုင်ငံရေးအကျဉ်းသားတွေနဲ့တွေ့ပြန်တော့လေပြည်ငြိမ်းချမ်းသာချက်၃လေးမျိုးနဲ့အစိုက်ထိုးခံရတယ်လို့ရှင်းနာသွားပုံရရဲ့ ပညာရုပ်တယောက်ငါလင်ခံရတာပါကလားဆိုတော့ရင်နာရပုံမျိုးပို့ပြီးခံစားရမယ်ဆိုတာသိကြတယ်။အာနာပိုင်တွေကသူ့ကိုဆေးရုံမှာနိုင်ငံရေးအကျဉ်းသားတွေရှိတယ်လို့မပြောဘူး။သူ့မှာတိတ်တွေ့နေတဲ့တိုင်းနာကောင်းဆောင်တယောက်ရှိနေတယ်ဆိုတာဖုံးကွယ်ထားတယ်။ပြီးတော့အတိုက်ခံဘက်မှာပါဝင်လှုပ်ရှားနေတဲ့တမ်တော်ရာရှိကြီးတယောက်ရှိနေတယ်ဆိုတာလည်းအမှောင်ချထားတယ်။ပြီးတော့မဆာလာလက်ထက်မှာတည်တဲ့နှစ်ထပ်ခွန်းကြခဲ့ရပြီးဆရာနာရှင်ခင်မှာလည်းထောင်တသက်ကြခံနေရတဲ့နိုင်ငံရေးကောင်းဆောင်တယောက်ရှိနေတယ်ဆိုတာလည်းအသိမပေး။ ်နိုင်ငံရေးအကျဉ်းသားတွေနဲ့ပင်ရင်းယူစကားမပြောဖြစ်အောင် ပြောခဲ့တယ်စကားပြောဖြစ်အောင်ပြောခဲ့တယ်ဒီနေ့အချိန်မရတော့လို့မင်းပြန်မတွေ့မယ်မရရအောင်တွေ့ဝင်တောင်းမယ်မဖြစ်ဖြစ်အောင်လာတွေ့မယ်အာမရခံသွားတယ်ဂတိတွေပြီးသွားတယ်ကျွန်တော်ရှိရာဧကန်းဆောင်ကိုပင်ရင်းယူပြန်လာတယ်ကျွန်တော်နဲ့ဆက်စကားပြောတယ်မိစရာတွေမိတယ်နိုင်ငံရေးအကျဉ်းသားတွေတွေ့ခဲ့သေးလားတွေ့ပေါ့ဗျာအများကြီးရှိနေတာပဲမနေ့ပြန်သူတို့နဲ့တွေ့ဖို့ကျွန်တော်တောင်းမယ်တွေ့ကိုတွေ့မယ်ဘာရမလဲလာမြင်ရော တွေ့ခဲ့တယ်။စိတ်မကောင်းဘူးဗျာ။သူကလူနာမဟုတ်ဘူးဗျာ။တိတ်ဆန်တာ။ No patient ပဲ။ခွေးလေခွေးလင်းဖြစ်နေရတော့တာ။ခွေးနာဗျာ။တိတ်ဆန်တာဗျာ။အေးဗျာအဲ့ဒီလူလူမျိုးတွေကို ပို့အလေးထားပါဗျာ။ပို့အကူအညီပေးပါဗျာ။ပို့အကာအကွယ်ပေးပါဗျာ။နိုင်ငံရေးအကျဉ်းသားတွေထက်ပိုပြီးဘဝပြည့်နေရတဲ့သူတွေပါဗျာသူတို့ခမထောင်ချလို့အခိုင်းခံရတယ်အခိုင်းခံထောင်သားဖြစ်လို့အငင်းစဲခံရတယ်အနိုင်ကျင့်ခံရတယ်ခေါင်းမုံဖြတ်ခံရတယ် ြစ်ပယ်ထားခံရတယ်။အဲ့ဒီလိုခံနေရတဲ့လူတွေကထောင်နဲ့အပြည့်ပြို့ပင်ရယုတ်ကစိတ်ချစိတ်ချကျုပ်လုပေးမယ်ကျုပ်လုပေးမှာပါလို့ကျွန်တော်ကဂရီတွေပြေးသွားတယ်။ဒီနေရာမှာအလင်းတင်တယ်လို့နည်းနည်းလေးစကားဖြတ်ပြောပြောပြစီဗျာ။ကျွန်တော်ကိုအချောင်းဝင်အသားယူတယ်၊ညို့ထိုးခြင်းထိုးပါ။ကြွားလုံးထုတ်တယ်ဆွဆွဲခြင်းဆွဆွဲပါ။မစီမဆိုင်မင်္ဂလာဝင်ယူတယ်မမ်းမဲခြင်းမမ်းမဲပါ။ပြောချင်တာကဒီလိုပါ။ ်ပညာရုပ်အပြန်ခရီးဘန်ကောက်မြို့ရောက်တိုင်းလေစိတ်မှာတင်းစာရှင်းလင်းပွဲလုပ်တယ်ရှင်းပွဲတစ်ခုမှာကျွန်တော်အကြောင်းအရာတွင်ပြီးရှင်းပြသွားတယ်ဦးဝင်းတင်ကသူနှစ်နာခန်းစားကြရတာတွေပြောတာတဲ့သူတစ်ပါးနှစ်နာခန်းစားကြရတာတွေကိုပို့ပြောတယ်လို့ထောက်ပြသွားတယ်တကယ်တော့ကျွန်တော်သာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံကြီးအချင်းသားအားလုံးဒီလိုပါပဲ ကိုမျက်စိရှိအောက်ရှိတာပါမန်အချင်းသားတွေရဲ့ဒုက္ခဆင်းရဲတွေအငတ်အပြတ်တွေအနာအကျင်တွေအဖိနှိပ်တွေကိုကျွန်တော်တို့မျက်စိမိတ်မနေပါဘူးကြောက်ခိုင်းမနေပါဘူးဝိုင်းပြောဝိုင်းအော်ဝိုင်းတောင်းနေကြတာပါပဲကျွန်တော်တို့ရဲ့ပါဇက်တွေနှလုံးသားတွေအုံနောက်တွေဟာကျွန်တော်တို့ကိစ္စတက်တက်အတွက်ကြီးမဟုတ်ပါဘူးဘဝတူနိုင်ငံကြီးအကျဉ်းသားကိစ္စတက်တက်အတွက်ကြီးမဟုတ်ပါဘူး။တာမန်အကျဉ်းသားတွေရဲ့ခံစားမှုအတွက်ပါဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဖို့တာမန်အကျဉ်းသားတွေဆိုတာသူတို့ရဲ့ပြည်သူတွေပါပဲသူတို့ဟာသူတို့ရဲ့ပြည်သူတွေနဲ့တက်တက်ထဲတဘဝတွေတသွေးတွေတသားတွေပါပညာရေးကိစ္စပြန်ကောက်ရရင်နောက်တနေ့လေစိတ်ဆင်းကန်ပြီးပညာရေးပြန်လာတယ်အခိုင်ကောင်းဆောင်ဦးအေးတာအောင်နဲ့တွေ့တယ်ဦးအေးတာအောင်ကအဲ့ဒီအချိန်မှာလွတ်တော်ကစားပြုကော်မတီရဲ့အတွင်းရေးမှူးတာဝန်ယူထားသူဖြစ်လို့နိုင်ငံရေးပြဿနာတွေကိုရောသူကိုယ်နိုင်ငံရေးအကျဉ်းသားဖြစ်လို့ နိုင်ငံရေးအကျဉ်းသားပြဿနာတွေကိုအများကြီးပြောပြလိုက်နိုင်တယ်။ကန့်ကွက်ချက်တွေတောင်းဆိုချက်တွေလည်းအများကြီးတင်ပြလိုက်နိုင်တယ်လို့ကြားတယ်။ဥယျာတအောင်ကသိစေတဲ့သူထောင်စေတဲ့သူတောင်းစေတဲ့သူသူကကျွန်တော်ကိုပြောတယ်ပြောစရာတွေအများကြီးရှိတယ်။လိပ်ပက်လေအောင်ခမားစကားပြန်လုပ်ပြတဲ့ကျွန်တော်ဝင်ပါလို့ပဲရမလဲ။ထောင်နှိုင်းရေးကစကားပြန်စီစဉ်ပေးမယ်လို့ပြောမှာပေါ့။ ။ဦးအေးသာအောင်ကလည်းဘာရမလဲ။မဆူတွေရေးသွားပြီးသူကိုယ်တိုင်ကျဲတာပေါ့။ပင်ညိုယိုးနဲ့တွေ့ပြီးတော့ထောက်လန်းကြီးကသူ့တကိုယ်လုံးကိုရှာဖွေရေးလုပ်ဖို့ပြင်တယ်။သူကသူ့မဆူတွေကိုပါစက်ထဲထည့်ဝါးပစ်တယ်။မြောင်းနဲ့ပြစ်ချလိုက်တယ်။အဲဒီနောက်ဒုတိယဘုံမူကြီးကျော်ဆန်းကိုလည်းတွေ့မိသွားတယ်လို့သိရတယ်။တာမန်ကျင်းသားလေးလာမြင့်အတွက်အလေးနဲ့အရေးတူဆောင်ရွက်လာခဲ့ပါတဲ့။ဘာမောကပင်ရဲ့ရုပ်ကိုကျွန်တော်တို့လေးစားကျေးဇူးတင်နေ လူခွင့်ရေးဆိုင်ရာကုလသမဂ္ဂကိုယ်စားလှယ်တွေဟာနိုင်ငံရေးအကျဉ်းသားကိစ္စလောက်အရေးထားရောက်ကန်းအရေးထားရကောင်းမှန်းမသိတာမဟုတ်ဘူး။တာမန်အကျဉ်းသားကိစ္စကိုလည်းအရေးတယူအလေးတမူလုပ်တယ်ဆိုတာကိုရီးမျက်မြင်မြင်လိုက်ရလို့ကျွန်တော်တို့ဝမ်းသာခဲ့ရတယ်။တာမန်အကျဉ်းသားတွေရဲ့ထောင်နှင်းဆင်းရဲဒုက္ခတွေနဲ့ပတ်သက်လာရင်နိုင်ငံရေးအကျဉ်းသားတွေဘယ်တော့မှနေလူရှုမထားခဲ့ပါဘူး။လက်ပိုက်ကြည့်မနေခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်90ကျော်ကဖတ်ခဲ့တဲ့ထောင်ရတာဆိုတဲ့စာအုပ်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့စာနာမှုပမာဏကရုဏာအတိုင်းစားနဲ့ထောက်ထားမှုတွေ့တယ်ကိုကွက်ကွက်ဝင်ဝင်ဖတ်ခဲ့ရပါတယ်ခွေကောင်းပြောင်းမြန်တခင်လှမောင်းတို့တခင်ဆက်တခင်ဆန်ထွန်းလာတို့တခင်တန်းထွန်းတို့ဆိုတဲ့ရဲတောက်တခင်ခေါင်းဆောင်တွေရဲ့တခြားအကျဉ်းသားတွေအပေါ်ထားတဲ့ကရုဏာစိတ်စာနာစိတ်ထက်တူပြုစိတ်တွေကိုအများကြီးသိရမှတ်ရတယ် သူတို့စာတွေထဲမှာတခြားအကျဉ်းသားတွေရဲ့နေထိုင်စားတောက်မှုအခြေအနေတွေအပေါ်မှာထောက်အာဏာပိုင်တွေကိုပြစ်တင်ရှုတ်ချထားတာတွေအများကြီးတွေ့ရတယ်။အကျဉ်းသားတွေကိုအလုံကျန်းတွေခိုင်းစေပြီးရတဲ့လုခနဲ့မတန်အောင်ခွေးရန်ဘက်လိုထမင်းဟင်းကျွေးနေတာကိုသူတို့အများကြီးဝေဖန်ခဲ့တယ်။တခြားအကျဉ်းသားတွေရှုတ်ရတဲ့ကိစ္စကိုလည်းအထူးတလည်ရှုတ်ချခဲ့တယ်။အဲ့ဒီအချိန်ကအကျဉ်းသားတွေရေချိုးရင်ရေလဲလုံကြီးမပေးဘူးမိမွေးတိုင်းဖမွေးတိုင်းကိုလုံးကြီးရေချိုးကြရတာ ။ဒါကိုတခင်ကောင်းဆောင်တွေကအပြင်းထန်ရှုတ်ရှားကြတယ်။မြန်မာလူမျိုးတွေရဲ့ဟီရီအော်တပ်ပကိုစိုးဖြက်ရရောက်လို့အပြင်းထန်ပစ်တင်ပါတယ်။ထောင်ပရိရဲ့မျိုးစုံအောက်မှာသားကောင်တပွဲဖြစ်နေကြတဲ့ရိုးရိုးသားသားဆင်းရဲသားမြန်မာတွေကိုဘယ်လိုပညာပေးပြုပြင်ရမလဲဆိုတာကိုအမြဲကြံစမျှော်မြင်ကြတယ်။ထောင်ထဲမှာတခြားကျင်းသားတွေကိုစီရင်နိုင်ရမယ်။ပညာပေးနိုင်ရမယ်။နိုင်ငံရေးနှိုးကြောင်လုပ်ရမယ်။ဒါရီယာနိုင်ငံရေးသမားတိုင်းရဲ့တာဝန်ပေးရေးလို့လဲတတ်မှတ်ခဲ့ကြတယ်။ဒီလိုအသည့်အမြင်တွေကို ထောင်စာရေးဆရာများဖြစ်တဲ့နိုင်ငံရေးသမားဝင်းကြီးကျောက်ဟောင်းဦးနုတို့စာရေးဆရာသိန်းဖေမြင့်တို့သတင်းစာဆရာလူသူဦးလာတို့ကထက်ဆင့်ဖောက်တည်ချခဲ့ကြတယ်။သူတို့တွေရဲ့ကျေးဇူးနဲ့ကျွန်တော်တို့ခင်မှာထောင်ပေါ်ကအမြင်ကျဲတဲ့တဲ့လောက်ကျဲခဲ့ပါရဲ့။ကျွန်တော်တို့တခြားအကျဉ်းသားတွေရဲ့ဘဝကိုမိမချပါဘူး။မတိကျိုးကျွန်းလို့မထားပါဘူး။ပြောတင်တာဝင်ပြောကုတင်တာဝင်ကုခဲ့ကြပါလေ။ကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားအများစုကတိုက်ပိတ်ခံတွေအချင်းချင်းနဲ့တဲမတွေ့ရ။ အခြားကျင်းသားတွေနဲ့လည်းသိပ်မရောရတဲ့အခြေဆိုင်နေကြတာဒီတော့တခြားကျင်းသားတွေနဲ့အဆက်ဆံပြတ်နေတယ်သူ့အကြောင်းကိုမသိကိုယ့်အကြောင်းသူမသိဖြစ်နေတာများတယ်စကားပြောဖို့မေးဟင်မြန်ဟင်လို့ဖို့အချိန်မရဝန်ထမ်းတွေကလည်းခွင့်မပြုတို့ဗမာတခင်တွေထောင်ကြတဲ့ခေတ်ကလိုနိုင်ငံရေးအကျဉ်းသားတွေကိုလုံအားပေးခွင့်ပြုထားခွင့်ပြုထားတာမျိုးဒီခေတ်မှာလုံးဝမရှိတော့ပါဘူးခုခေတ်တုန်းကတော့နိုင်ငံရေးအကျဉ်းသားတွေအတွက်အခြားအကျဉ်းသားလုံအားပေးတွေခွင့်ပြုထားတယ်ထမင်းကျက်အဖွဲ့ရဲ့ ပြတ်ထိုးအဖွဲတဲ့ခုခတ်ကျွေးမွေးတဲ့လူတွေလက်တို့လက်တောင်းအဖွဲတဲ့လူသာခိုင်းဖို့လူတွေဒီခေတ်မှာတော့တာမန်အကျဉ်းသားတွေကိုအမြဲအလုဆင်းရတဲ့သူဆိုပြီးတိုက်တလုံးကို၄ယောက်လောက်ပေးထားတယ်။တောက်ရခက်လေသူတို့၊ထမင်းဝေလေသူတို့၊အဝက်လန်းလေသူတို့လက်တို့လက်တောင်းလို့ရတာလေသူတို့ပဲပေါ့လေ။ တို့ကအပြင်ဘက်မှာလမ်းတလားနေကြကျွန်တော်တို့ကတန်တိုင်နောက်ကအခန်းထဲမှာငုတ်တုတ်ထိုင်ကြစကားမပြောရပစ္စည်းအပေးယူမလို့ရညနေဆောင်ပေးဤတော့တို့နေရင်ဆောင်ကိုပြန်ကြပေါ့လေနောက်တနေ့မနေ့မိုးလင်းတော့လေဒီလိုပဲလာလိုက်ပြန်လိုက်ပေါ့ကျွန်တော်တို့တန်တိုင်နောက်မှာငုတ်တုတ်ထိုင်နေကြပြီမဲ့ဘာတိဘာသာမနေကြပါဘူးချိတ်စရာချိတာချိတ်ဆက်စရာချိတာဆက်တာပဲတို့တို့အတွက်ကူညီစရာ ၊ကုစရာညီစရာ၊တိုင်းစရာဝိုင်းစရာ၊အော်စရာဟစ်စရာတွေပေါ်ရင်လေဝိုင်းအောင်ထကြွကြတာပါပဲ။မမ့်မီဒီ1993လောက်မှာပါ။ကျွန်တော်တိုက်သွင်းအခန်းနှစ်မှာနေတယ်။တာမန်ကျင်းသားလူငယ်လေးတယောက်ကျွန်တော်တို့တိုက်မှာအမြဲစင်းတာဝန်ကြတယ်။မနဲ့တိုင်းရေခတ်တယ်။တောက်ရီကိုတိုက်သွင်းနေတိုက်နေကြကရေကန်ကြီးကရေပိတ်မှာသွားခတ်ရတယ်။သူတောက်ရီခတ်ချိန်မှာတိုက်နှစ်တာဝန်ကျဝန်ထမ်းကလည်းတိုက်နှစ်အကျဉ်းသားတွေရေချိုးချနိုင်ဖို့ရေကန်မြန်မြန်ပြည့်စေခြင်းနဲ့ အမြဲစင်းကလည်းတိုက်နှစ်အခန်းစီတောက်ရီမြ мян ပြည့်စေခြင်းနဲ့တိုက်နှစ်တာဝန်ကျောင်းဝန်ထမ်းကတားတယ်သူကတောက်ရီခမည်းခတ်တယ်နောက်ဆုံးတော့တိုက်နှစ်ဝန်ထမ်းကတိုက်သုံးနဲ့လိုက်လာပြီးအမြဲစင်းကိုထိုးတယ်ပိန်ကြီးရှိအကျဉ်းသာနောက်ောက်ကျသွားတယ်ကျွန်တော်တို့ရှိရင်ဖြစ်တာဆိုတော့ကျွန်တော်တို့ဝိုင်းអော်ကြတာပေါ့တာဝန်ငယ်အရာရှိတွေရောက်လာတယ်ဖြန့်ပြေးပေးတယ်လက်တီသမားဝန်ထမ်းပြုတ်သွားတယ်ဆိုလားရွှေ့သွားတယ်ဆိုလားတရင်ကြရတယ်1999 65လောက်မှလည်းဒီလိုကိစ္စကြုံရပြန်နေတိုက်တုံးမှာတက်ကြီးရွယ်ကိုအမြဲစင်းတယောက်ရှိတယ်ဦးလိုင်းလို့ခေါ်ကြတယ်ဘားလိုင်းလို့လည်းခေါ်ကြတယ်တန်လျင်ဘက်ကတဲ့သူကအဖိုးကြီးမို့အလိတ်အလုတ်သိမ့်မလုပ်ရဘူးငငယ်ကြီးချင်းသားတွေရဲ့လှူရှားမှုတွေကိုတရင်ပေးရတယ်ဒီနေ့ကျွန်တော်ရေချိုးစင်းချိန်မှာ ရှေ့နေကြီးဦးထွန်းတင်ဒီချုပ်ဘဟုကော်မတီဝင်ရန်ကုန်တိုင်းစီယုံကြီးကော်မတီဝင်အခန်းရှိသွားပြီးစကားပြောတယ်။ဦးလိုင်ကတိုက်တုံးရှိကတစ်ပင်တစ်ပင်အောက်မှာရက်ပြီးနေတယ်။ ကျွန်တော်တို့ကိုမမြင်ညောင်ဆောင်နေတယ်။တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီအချိန်မှာ ထောင်မှုမိုးဟိတိုက်ရှိတဲ့ကရှောက်လာတယ်။တိုက်ဆိုင်မှုပဲလားတမင်ချောင်းဖန်နာလားတော့မသိဘူးပေါ့။သူကနာမည်ဆိုးနဲ့ကြော်ကြသူသူ့ကိုမသိဘူးမကြားဘူးသူမရှိဘူး။ထောင်ရရှိမဖြစ်ခင်ကသူကအချင်းဦးကြီးဌာနဒုတိယညွန်ကြားရေးမှူးချုပ်ဘုံမူကြီးအုံးဟန်ရဲ့မော်တော်ကားမောင်းသူမိကုံကြီးကြအတော်ခံပြီးထောင်မှုဖြစ်လာတယ်လို့သတင်းကြော်တယ်မဆိုးပါဘူးဦးလှိုင်ကိုတိုက်ယုံကခေါ်တယ် စစ်တဲမေးတယ်ပြီးတော့သူ့ကိုတိုင်တိုင်မှာကြိုးတုပ်ပြီးနေပူလန်းနေနေလန်းနေဆိုတာဘာမှမဟုတ်တဲ့ကိစ္စလို့မထင်လေနဲ့အတော်ပြင်းထန်တဲ့ညှဉ်းပန်းတံပေးမှုဖြစ်ပါတယ်ဒီလူမျိုးကိုဖယ်နိုင်ငံမှာမှမတုံဘူးဒုတိယကမ္ဘာစစ်ကြီးအတွင်းကဖက်စစ်ဂျပန်စစ်ထောက်လန်းရေးတွေသာတုံးခဲ့ကြတာဥလိုင်းတရင်ကိုကျွန်တော်တို့ချက်ချင်းကြတယ်ကျွန်တော်တို့စူပူကန့်ွက်ကြတယ်မကြလိုက်ဘူးဥလိုင်းကိုနေပူလန်းထားရကလွတ်ပေးလိုက်တယ် ထောင်ထဲမှာလူချင်းစာနာမှုလူချင်းကူညီရိုင်းပင်းမှုလူချင်းကာကွယ်စောင့်ရှောက်မှုကျင့်ဝတ်စိတ်ဓာတ်တွေကိုနိုင်ငံရေးအကျဉ်းသားအတိုင်းဆွဆွမြင်းမြင်းကျင့်သုံးခဲ့ကြတယ်။လူစိုးလူယုံမာတွေဟာငရေကန်းကိုဖန်တီးနေခဲ့ကြတယ်။လူကောင်းလူမြတ်တွေကမေတ္တာပုံကိုတည်ဆောက်နေခဲ့ကြပါတယ်။ ဒီကနေ့ဖတ်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်တို့ညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်တောင်းရင်အပိုင်း36မှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ